အားတပွဲသုံးတာအကျော်အိုးပဲဘူးပေါ့နော်။ခွန်ကြီးညမောင်တို့တပွဲမှတစ်ထောင်ပဲ။ဒီသမင်းတို့လည်းတပွဲတစ်ထောင်။မင်္ဂလာပါ။ဆရာဒီဗီယာကျတော့ဒါ159လမ်းနဲ့ကိုရောက်နေပါတယ်။တော်တော်များလည်းဒီဆိုင်လေးကအဲမွေးငါးကောင်းတယ်လို့ပြောရပေါ့နော်။မွေးငါးတော့သူကသုံးမျိုးဆက်မွေးငါးငကြီးငခုငကြီးအဲ့၃မျိုးနဲ့လောက်တာရယ်ပြီးလို့ရှိရင်ဒီမှာအဲ့တော့မှန်လိုက်အောင်မဟွာဝင်းငါရသေးရပါလားရတယ်ဝင်းငါလေးတပွဲလောက်ဟုတ်ကဲ့ရှင်ဘူးတိကျော်နဲ့ဖဒမင်းရသေးရနော်ဖဒမင်းရပါဖဒမင်းမောင်လေးကအဟင်းရတော့ပါရ ဟုတ်ကြကြော်ပဲရမယ်ဟုတ်အဲ့ဒါအဲ့ဒါတပွဲလည်းပဲပေါ့ကောင်းချင်းပြန်ပေါင်းလေးတပွဲဟုတ်ပန်းသေးခောက်ဆွဲလေးတပွဲလည်းအထင်းပါပဲစားရတော့ အခု black သွားစားတဲ့ဆိုင်လေးကတော့ next one ဆိုတဲ့ဆိုင်လေးပါဒီဆိုင်မှာဆိုရင်တော့ငါသုံးမျိုးဆက်မွေးငါးလေးကနာမည်ကြီးတယ်ပေါ့နော်အခုဆိုရင်တော့ဖတ်တမဲမောင်းလေးပါရပါတယ်ဖတ်တမဲမောင်းကတော့ကြက်ကြော်တစ်မျိုးတည်းသာရတာပါဆိုင်လေးကတော့158လမ်းတာမွေပလီမှတ်တိုင်နဲ့တာမွေဈေးမှတ်တိုင်နဲ့လည်းနှီးပါတယ်ဆိုင်ပွင့်ချင်ကတော့မနက်6နာရီကနေညနေ9နာရီထိဖွင့်တယ်တနေ့ကုန်မွေးငါးလေးရတယ်လို့ဖတ်တမဲမောင်းလေးလည်းရပါတယ်ခင်ဗျာမနက်စောစောဆိုရင်တော့ကောင်းချင်းပြတ်မောင်းလေးတွေရဲ့စီထမင်းလေးရဲ့နဲ့ပန်းသွေးခောက်ဆွဲဟင်းလေးပါရပါတယ်ဆိုင်ကတော့ဟာလာဆိုင်လေးဖြစ်ပါတယ် ီမှာ blazer ဒီမှာ panty ခောက်ဆွဲလေးရတယ်ရေဆို panty ခောက်ဆွဲလေးတပွဲမှာထားရပေါ့နော် panty ခောက်ဆွဲကြတော့သူကဒီမှာစက်သားအရည်လေးပေါ့နော်စက်သားအရည်လေးရဲ့ပြီးရင်ဒီခောက်ဆွဲလေးရဲ့လည်းသူကရောပြီးစားရတာငါပူလေးဖြင်းနေကောင်းတာနှင်းနေပြစ်ပြစ်လို့အားတပွဲသုံးတာအကျော် over ဥပါပေါ့နော်ဒီကလေးကောင်းလိုက်တာ ဖတ်တမီလေးထားလာဦးမဖတ်တမီလေးကဘယ်လောက်လဲမသိ1000ပါ1000ဟောကြက်ကြော်နေတော့1000နော်ဟောမတော်တော့ကြက်ကြော်ပေါ့နော်ဒီမှာကြက်ကြော်ကြက်ပေါင်လေးနဲ့အဲတပွဲ1000မခမင်းအများကြီးပဲရဲရှင်တုပ်လေးရောပြီးရှင်မောင်ကြော်လေးရောဒီမှာငှက်သီးငှက်သီးကြော်လေးရောပြီးဒါကြတော့ငှက်သီးစိမ့်နဲ့ပစုံကြောက်လေးနဲ့ကြော်ထားတယ်ပေါ့နော်အဲ့လေဆိုရင်လည်းရှပီးရယ်အကုန်ဝမ်းလို့ရှိရင်လည်းဆက်ထည့်ကြလို့ရပါတော့ မအနှစ်ကပေးလာရလာဟုတ်နှစ်လေးမောင်လေးနည်းနည်းထည့်ပါလားသူနှစ်လေးမှွှင်းရမယ်ဆိုင်လေးကတော့အိမ်ဆိုင်လေးပေါ့နော်အပြင်မှာလဲထားလို့ရအထဲမှာလဲဝင်စားလို့ရအိမ်ဆိုင်လေးဖွင့်တာအရင်ကကြောက်သူတို့က online shop အနေနဲ့ရောင်းတာ online shop ရောင်းတာကတော့နှစ်နည်းနည်းကြာပြီပေါ့သုံးလေးနှစ်လောက်ရှိပြီအကောင်လုံးနဲ့ရောင်းနေတာ မကအင်းဟာတမေမောင်းလည်းမစိုးဘူးလားသွားကြရည်ကြောင်းလာ။ရအရသာလည်းပေါ်တယ်ပေါ့နော်။အရင်ညမောင်းလို့တပွဲမှတစ်ထောင်ပဲ။ဒီသမင်းဆိုလည်းတပွဲတစ်ထောင်။အရသာအလားပြည့် ကောင်းလိမ့်မယ်လို့မထင်တာပေါ့နော်ပြောမှဆိုသူအနှင်းရတာလေပေးကြက်ကြော်ရတာလေလည်းကောင်းတယ်ပြီးဒီမှာပုံထားပေးထားတဲ့ဒီ site ရဲ့အရင်ဟင်းလို့ဆိုတာ၄မျိုးဆိုတာလေစားရတဲ့သူတွေလည်းဆင်ပြေရပေါ့နော်သူထည့်ပေးတဲ့ပိုးရှင်းလည်းများတယ်ဒါပဲကျွန်တော်ကနည်းနည်းပဲကျွန်တော်ပါတယ်ဥပမာလည်းစက်တာအဲ့ဒီခောက်ဆွဲလေးစားမယ်သူကအကြီးရတာဒီမှာပေါ့နော်သူကိုလိုတလောက်လေးထည့်စားပါပေါ့ဒီမှာသူကတော့အကြီးတစ်ပွဲထည့်ပေးတာအကြီးကျတော့ပန်းတီးရတစ်ပွဲကို3500တဲ့ ်အပီလေးနှစ်ပါတော့ဒီတက်တော်နေလေးထက်ပြီးရှိမှဒီမှာလာဝဲလူရယ်လေအဲဒီပန်းသေးခောက်ဆွဲရယ်မွေးငားရယ်တော်တော်များဝယ်ကြဖတ်ထမင်းကြောင့်သူတို့မသိကြသေးရတဲ့ဒီလားမသိကြသေးရဆိုဖတ်ထမင်းလည်းစားလို့ရပါတယ်ဖတ်ထမင်းဆိုလည်းနေ့ပြင်းနေ့လည်းစားလို့ရပါတော့ဆိုင်ပွင့်ချင်ကြမနက်6နာရီနေ့စပြီးညနေ9နာရီထိပေါ့နော်ဝင်ကားတော့ဒီနေကုန်ရရဲကောင်းကျင်းပေါင်းတို့ဟိုစီတမင်းတို့ကြတော့မနက်ပိုင်းလေးပဲရရပါတော့ပြီးရင်ဖက်ထမင်းရမယ် ဘတ်ဒိုလီစာငွေငါနဲ့ပန်းသေးဟုတ်တယ်ငွေငါကိုတိုက်တယ်ပြင်ဖတ်တယ်မင်းတိုက်တယ်အဲ့တော့ရတာပုံမှန်ပဲအောင်ရင်းပြန်ပါငါတပွဲတစ်ထောင်နဲ့မာမေရောင်ထင်တာပေါ့နော်သူကရတာကမှုမွေးလေးနဲ့ပြင်ကောင်းကျင်းသားရဲ့အီလေးတော်တော်စားကောင်းတယ်ပြောတာ ဘန်းနေခေါင်းဆောင်ကြတယ်သူ့အရေးကြီးရတော့ကောင်းတယ်လာအဲ့တော့ဟိုအကြိုက်ကတော့သူ့ကြိုက်ကိုကြိုက်မတူဘူးပေါ့နော်ပြီးမွင်းကားဆိုလဲမွင်းကားဆိုင်ကျတော့ပေါ်လောနေပေါ့ဒီမှာတော့ငကြင်းကခုငကြီးနဲ့လှုပ်ထားဖြစ်တဲ့အတွက်ဒီမှာတော့ပြပြနစ်နစ်လေးနဲ့တော့စားရတယ်ဒါလေးတော့ထွက်ကြည့်နေတယ်တော်တော်ဟိုကြိုက်ကြတယ်မှာလည်းပါတယ်ပေါ့နော်ပြီးလဲဖတ်တမင်းလေးတော်တော်ကောင်းတယ်ဖတ်တမင်းတကယ်စားကြည့်ပါအဲ့တော့ဒီမှာအစားမယ်လေးလည်းရရဖြစ်တဲ့အတွက်လာပြီးတော့ဒီ lace 1ဆိုတဲ့ဆိုင်လေးပေါ့နော်ဆိုင်လေးကတော့အိမ်ဆိုင်လေးလာပြီးတော့ဖိုင်းကြီးစေချင်ပါတယ်ပြီးတော့သူကတော့ဒီ158လမ်း တာမွေပလီမှတ်တိုင်နေတဲ့နေရီတာမွေဈေးမှတ်တိုင်နေတဲ့နေရီ158လမ်းအမှတ်16မှာရှိရပေါ့နော်အဲ့တော့လက်ကဒီမှာဆက်ပြီးတော့စားလိုက်မှာတော်တော်လေးကုန်သွားဖိုက်လေးတော်တော်တင်သွားစားကောင်းလို့အဲ့တော့ကျေးဇူးများကြီးတင်ပါတယ်နောက်ဆက်ပြီးမှပြန်လေးပါမယ်နော်အော်ပြီးတော့ပြပြအောင်မယ်တို့ရရှိမှာဖူပန္နာလည်းမှာလို့ရရနော်အဲ့ဒါလည်းမှာလို့ရပါတယ်ဒါတတပါ